အထောက်နိုင်မယ်မခံစားနိုင်ကြဘူးဒါကျမတို့လေကိုချင်းစာတယ်ကျမတို့တချင်းဆိုတာဟောဒီနေရာမှာမြေပေးအတွက်အလူခံနေတာပါလားဆိုတော့ဟိုပါခေါင်းလောင်းလေးခောက်ပေးတာပါကျမတို့တချင်းနေဆိုပြီးတော့ပျော်လွန်းလို့တချင်းနေဆိုပြီးအလူခံမှာမဟုတ်ပါဘူးဟုတ်ပါတော့တမီးရေပြီးဆိုလဲမီးရလောက်တယ်လေနော် ဟိုပါပရဟိတဆိုတဲ့စိတ်ကနှလုံးသားမှာဂိမ်းဝက်တယ်ပေါ့ဒါပေမဲ့အမေမှာအင်အားမရှိဘူးအင်အားမရှိတဲ့အခါကျတော့သူတော်ကောင်းတွေကိုကိုညီတောင်းရတယ်ပေါ့နေရာလေးမှာအခုဒီမန္တလေးနဲ့စကိုင်းနဲ့ပေါ့နော်ဖြစ်သွားတဲ့ဒီမြေငရင်ကြီးကအမေတို့ရဲ့တက်တန်းမှာပေါ့နော်အမေကလေးဘဝတော့ ပကံငရင်ကြီးလှုပ်ခဲ့တယ်ပေါ့နော်ငလင်းလှုပ်ခဲ့တယ်ပကံငရင်ငလင်းလှုပ်ခဲ့တယ်ပေါ့အခုမန္တလေးနဲ့စကိုင်းနဲ့ဖြစ်သွားတာကြတော့လေနော်အခုဖြစ်နေတဲ့ခံစားနေရတဲ့မိသားစုတွေနေရာမှာပေါ့အမေကခံစားကြည့်တာပေါ့ခံစားကြည့်တယ်ဆိုတာအမေအမေကကြတော့ဟိုပြောရင်တော့ရှည်ရတာပေါ့နော်အဲ့ပြိုကျသွားတဲ့မိသားစုနေရာမှာ အမေခံစားကြည့်တာပေါ့တက်မရှုနိုင်အမေတို့အပြင်းလူတောင်တက်မရှုနိုင်မှုဆိုရင်သူတို့ဘလို့ခံစားရမလဲပေါ့နော်အဲ့ဒါခံစားရတယ်နောက်ပြီးတော့အမေကဒီပရဟိတဆိုတာကိုဖြုံးဆိုဖြစ်ပြီးတော့ဖြုံးဆိုသွားနိုင်တဲ့အင်အားအမေမှမရှိဘူးပေါ့မရှိတော့အခုအမေသမီးပေါ့နော်မခိုင်နေဝေပေါ့အရန်ခြေစွတ်တင်နေတံမိုးလဲထားတယ်သူ့ကိုလေ လေးလေးလေးစားတယ်တာသမီပဲမဲ့လေးစားတယ်သူ့ရဲ့စိတ်တက်သူ့ရဲ့ဆွမ်းဆောင်နိုင်တဲ့အင်အားတွေကိုအမေကလေးစားတယ်တန်ဖိုးလဲထားတယ်ဒါပေမဲ့အမေမှာစိတ်နဲ့စန္ဒပဲရှိတယ်ဒါပေမဲ့မပြေဝဘူးပေါ့နော်ပြေဝတဲ့ပါရမီမရှိဘူးပေါ့တခုခုဖြစ်တယ်ဆိုရင်ရှေဆုံးကနေပြီးတော့ပြေးထွက်နိုင်တဲ့စွမ်းအားတွေမိမှမရှိဘူး ရှိတဲ့ခါကျတော့တက်လည်းမရှုနိုင်ဘူးငိုရတယ်တမဲမစားနိုင်ဘူးဒါပေမဲ့မန္တလေးတို့စကိုင်းတို့မှာကိုမျိုးရှိလားဆိုတော့မရှိဘူးဒါပေမဲ့အားလုံးကအမေတို့ဖရာဟောအရာမိသားစုတွေကြီးပဲပေါ့နော်ကျေးဇူးရှင်တွေပေါ့အမေတို့နုပညာသမားတွေရဲ့ကျေးဇူးရှင်တွေကြီးနောက်တော့ကအခုဖြစ်ကြရတယ်ပေါ့နော်အကုန်လုံးမရှုမလိုက်ခန်းစားရတဲ့နေရာမှာအမေခန်းစားရတယ်လှူချင်တယ် ကလေးတွေကလည်းလူပေးနေတဲ့ကလေးတွေကလည်းမေးဘာမှမလုပ်ဘူးလားအမေဘာမှမလုပ်ရှာဘူးလားပေါ့အဲ့လိုမေးကြတာပေါ့ကိုယ့်ပဲ site ကကလေးတွေကအနေသမားလေးတွေပေါ့နော်ဆိုတော့မေးကလှုပ်ချင်တယ်ဒါပေမဲ့အမေမအင်အားမရှိဘူးပေါ့ဆိုတော့ဝင်းတာမနေ့ကတော့အမေတို့အငိမ့်မိခင်ကြီးတွေကိုလာစင်ပေါ့လှူပေးနေတဲ့တထေးပေါ့နော်အမေကြားရဲ့ဂျေဆုရှင်မောင်လေးပေါ့ ချက်ချင်းချက်ချင်းမှာပဲအိမ်ရောက်ရောက်ချင်းပဲအမဘာဖြစ်ချင်တာတော့ရော့ကျွန်တော်လောလောဆယ်စဲသိမ်းမတီးတယ်ဆိုပြီးချက်ချင်းမိတ်ကေးပေးတဲ့ဟိုစဲသိမ်းပေါ့ထည့်ပေးတယ်အပ်ပြီးတော့ဟိုမော်လမြိုင်ကကိုဟင်းစိန်ရှင်ရတနာဆိုင်ပေါ့နော်ဒီကလေးတွေကကြတော့အတာတနာပြုတ်နေတဲ့ကလေးတွေပေါ့သူရထားတဲ့ဘွဲတစိတ်ကမဟာပရဟိတတရဥပတကဘွဲတစိတ်တော်ရတဲ့ ကိုဟင်းစိန်ရွှေရနာဆိုင်ကအမေစိန်မစင်းရဲနဲ့အမေလှုပ်ချင်တာမလားဒါ9သိန်းမှတီးပေးမယ်ဆိုလောလောဆယ်15သိန်းရထားတယ်ပေါ့နော်အခုဥပမာပေါ့ကယ်ဆယ်ရေးကလေးတွေရှိတယ်အဲ့ကလေးလေးတွေလည်းဒုက္ခရောက်တယ်ဘာဖြစ်လို့လဲဆိုမစားမတောက်ရပဲနဲ့သူတို့ဒီကယ်ဆယ်ရေးကိုဒီကလေးတွေမလုံနိုင်ဘူးသူတို့ကဒီအခုဖြစ်နေတဲ့ဟလာသူတွေကိုကယ်နိုင်မှုအတွက်အဲ့ကလေးလေးတွေကိုလည်းပံ့ပိုးဖို့ အများကြီးလိုအပ်တယ်အမေကြီးအဲ့လိုတွေးတယ်ပေါ့နော်အမေကြီးအနေနဲ့အင်းအားသေးလေးဖြစ်တဲ့အတွက်အမေကြီးကားတစ်စီးငှားသွားရင်ငှားသွားတဲ့ကားတစ်စီးဘူးက7သိန်း12သိန်းဆိုရင်ဒီလူထားတဲ့ငွေကဒီကားငှားတာနဲ့ပြုတ်သွားနိုင်တယ်အမေကြီးကားငှားမသွားပါဘူးဖြစ်နိုင်လို့ရှိရင်ပေါ့အခုတမိမခိုင်နှင်းဝေပေါ့ဥပမာပေါ့ဘယ်အဖွဲ့အစည်းပေါ့အဲ့လိုသွားတဲ့သူတွေကိုအမေကြီးတို့ကဒီကတယောက်နှစ်ယောက်လောက်ပေါ့တယောက်နှစ်ယောက်လောက်ပဲအမေကြီးတို့ဟို မိကြတို့မင်းသမီးတွေအဖွဲလိုက်ကြီးဆိုပြီးတော့သွားနိုင်တဲ့စွမ်းအားမရှိတဲ့အတွက်ကိုယ်ပိုင်ကားလည်းမရှိတဲ့အတွက်မိကြတို့ကအဲ့လိုကတ်လိုက်သွားပြီးတော့မှလှူမှာသတိထားမှာတော့တကယ်လုတ်ပေးမယ်ပရဟိတကိုရှာဖွေရမယ်တောမီလောင်တောကြောင်လက်ခမောင်းခတ်ဒါတွေကိုလှုပ်ရှားတဲ့လူတွေလူတန်းစားတွေလူယုံမာတွေအများကြီးရှိတယ်အဲ့ဒါတွေကိုရှောင်နိုင်မှုအဓိကအရေးကြီးတယ်တကယ်လှူပေးမယ်ပုံကိုဥပမာမခိုင်နှင်းဝေပေါ့နော်သူဒီတကယ် ကဘာမှာနှစ်ယောက်မရှိတဲ့မိန်းကလေးကြာကြာတို့ကတော့အမားကအလှရှင်ကြီးတွေဒူးနဲ့ဒီမရှိတာဖြစ်တဲ့အတွက်ကျမတို့အင်အားလေးတွေနဲ့ပေါ့နော်ကျမတို့အမှုပညာလေးတွေနဲ့ပေါ့ဒီအချိန်မှာကျမတို့တချင်းဆိုပြတာကိုလည်းအလှရှင်တွေကနားထောင်ကြမှာနားထောင်နိုင်မယ်မခံစားနိုင်ကြဘူးဒါကျမတို့လည်းကိုချင်းစားတယ်သို့ပေမဲ့လို့ကျမတို့တချင်းဆိုတာဒီအော်ဒီနေရာမှာမြေပြီးအတွက်အလှခံနေတာပါလားဆိုတော့ ဟိုပါခေါင်းလောင်းလေးခောက်ပေးတာပါကျမတို့တချင်းနေဆိုပြီးတော့ပျော်လွန်းလို့တချင်းနေဆိုပြီးအလှခံမှာမဟုတ်ပါဘူးဒီမှာမြေပေးအတွက်ကိုဒီမင်းသမီးတွေဒီအလုတ်ကလေးလုတ်ပါတယ်ဆိုတာကိုခေါင်းလောင်းလေးခောက်ပေးတဲ့သဘောပါပဲဒီတော့ကျမတို့၂ရက်နေမှာ40ရက်ခွက်ကိုကျမတို့40ဈေးကနေစပြီးတော့အလှခံပါမယ်မြောက်ဥက္ကလာပေါ့နော်မြောက်ဥက္ကလာမှာဆိုလို့ရှိရင်လဲဈာမင်ဆွဲဈေးတို့ဒီမေရာဝီဈေးတို့နောက်ပြီးတော့ကြောက်ရည်တွင် ကျောက်ရည်တွင်ကလူမရှိဘူးဈေးတယ်လေးတွေပဲရှိတယ်လို့ထင်ထားတာရေဘေးတုန်းကခဏလေးသွားလိုက်တာကိုတအားလှူကြတယ်နှလုံးသားလှကြတယ်ပေါ့နော်ဥပမာပြောရရင်တော့အဲ့ဒါကြကြကပြောချင်တာကဒါဒီကျမတို့လှူနိုင်တဲ့ပုံကိုအဖြစ်နဲ့ပေါ့နော်ကျမတို့ပေးကန်းစွန့်ကျဲ လှူဒန်းနိုင်တဲ့ရွှေလက်တစုံကိုကျမတို့အပိုင်ရရှိတာကိုကဖျားပေးတဲ့စုပါဒီအတွက်ငါတို့ဒီလှူနိုင်လို့လှူရတယ်ဆိုတဲ့နှလုံးသားကိုရှင်မာပိုက်ပြီးတော့ပံပိုးပေးကြပါဦးလို့ကြကြဒါလေးပဲပြောချင်ပါတယ်ရှင်မိကြကလေအလှခံပြီးတချင်းလေးဆိုပြီးဆိုမိကြကအဲ့ဘဝတန်နေရာတို့တန်နေရာခရီးတယ်တို့တို့နောက်ပြီးတော့ဒါလာဟဲ့လောကရန်တို့အဲ့လိုတချင်းလေးကိုဆိုပြီးတော့အလှခံတာဖေတော်မောင်တော်တွေဆိုပြီးအလှခံတာမဟုတ်ဘူးအမေကြအဖွဲမှာလာဆိုတဲ့ ကလေးတွေကိုလည်းခစ်တဲ့ချင်းတွေဟင်းအင်းအဆိုးမခံဘူးဘာဖြစ်လို့လဲယထာယထွက်တော်မယ်ဆိုရင်ယထာအော်အော်ဆွဲတယ်ဒါသူ့ယထာထွက်တော်မယ်ဆိုတာကိုအချက်ပေးတာဟလာအခုအမေချားတို့ဟွာပေါ့လောကီလောကုတ်တရာတရားသဘောနဲ့ကြည့်မယ်ဆိုရင်ဒါကဒီဘက်ကလူတွေကိုအော်အော်တန်နေပေးနေတာအချက်တွေပြတယ်ဟလာသူတို့ယထာကြီး ီလိုထွက်ရပါတယ်လို့ဟုတ်လားကုသိုလ်နဲ့အကုသိုလ်နှစ်မျိုးအဲ့နေရာမှာဒီအသေးလောက်စိုးတာမခံစားနိုင်ဘူးမိကြားလေမိကြားတက်ရှူကြည့်ပါလေဆိုမိကြားလွတ်လွတ်လပ်လပ်အိမ်ထဲမှာလေဟုတ်လားပန်ကားလေးနဲ့အရိတ်ကောင်းကောင်းမှနေပြီးအဲ့သူတို့ပြီးတဲ့ခံစားချက်ကြီးကိုကိုခံစားပြီးတော့အသက်ရှူကြည့်တာရှူနိုင်ဘူးအဲ့အတွက်တန်ရာခရီးတယ်တော့ အော်အော်တန်နေဆွဲနေပြီကျမတို့ကုသိုလ်ဘူတာကြီးမှာဆင်းနိုင်မှုအတွက်ကုသိုလ်လေးတွေဆက်ပေးကြပါဦးလို့နော်ကိုလှူခွင့်ရတာကိုကကျမတို့ဖျားပေးတဲ့ဆုအဖြစ်ဖြစ်နော်ကံကောင်းနေပါတယ်ဒီတော့ရန်ကုန်မြို့ကြီးကျမ်းမာပါစေကျမအများကြီးဆုတောင်းပါတယ်ဘာဖြစ်လို့လဲရေပေးဆိုလဲရန်ကုန်မြို့ကြီးကလှူကြရတယ်ပြည်တွင်းပြည်ပနိုင်ငံခြားရောက်နေတဲ့ကလေးတွေတာသမီတွေလှူကြရတယ်အခုဘာပေးဆိုလဲ ရန်ကုန်မြို့ကြီးကလှူခွင့်ရနေတယ်ဆိုတာကကျမတို့ဖျားပေးတဲ့စုတွေပါဒီအတွက်ဆက်ပြီးတော့ကုသိုလ်တွေဆက်ပေးကြပါဦးလို့ကြကြဖိတ်ခေါ်ပါတယ်ရှင်